sikodi ွေပွေရုံမြင့်တန်းကြားရဲ့နေ့လည်နနာရဲ့ချိန်ထိရရှိထားတဲ့သတင်းတွေကိုထားရိုက်တင်ဆက်ပေးပါမယ်။မြမသတင်းတွေ၊ကပ္ပသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြာမှာပါရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းလုံမြို့နယ်မန်ဆန်ကျောက်ကိုဒီကနေ့အောက်တိုဘာလ22ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးတယောက်အပါအဝင်၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တအန်တဲ TNLC ကတရားပါတယ် ်မနက်အစောပိုင်း12နာရီမိနစ်20လောက်မှာမန်ဆန်ကျော်ကို စစ်ကောင်စီတပ်ကပေါင်150ဘုံနှလုံးကျေးချခဲ့တာဖြစ်ပြီးအသက်9နှစ်အရွယ်မိုင်းရွှေစံနဲ့အသက်35နှစ်အရွယ်မလွေထွေးဟန်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်မန်ဆန်ရော်ကိုဘုံကျင်းမှုအတွင်ကလေးတယောက်နဲ့အမျိုးသမီးတယောက်ထိခိုက်တရာရရှိတဲ့အပြင်နေအိမ်လေးလုံးလည်းပျက်စီးသွားရလို့ TNL အရာရှိတယောက်ကဒီဘူဘီကိုပြောပါတယ် အော်လိုဘာလာ21ရက်နေ့ညနေပိုင်းကလေမိုးကုတ်မြို့ကဖူစေဘောလုံးကွင်းကိုစစ်ကောင်စီတပ်ကဘုံကျဲချခဲ့တဲ့အတွက်ကလေး၃ယောက်သေဆုံးပြီးတော့၁၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ဖာကန်မှာစစ်ကောင်စီတပ်စစ်ကြောင်းတချို့ထွက်ခေါ်တော့ပြီးတဲ့နောက်ရပ်ပိုင်းလောက်တိုက်ပွဲနှိမ်သက်ခဲ့ပေမယ့်စစ်တပ်တပ်ဆွေထားတဲ့နေရာတချို့မှာစစ်ရဲလှုံ့ရှားလာတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်လာတယ်လို့သိရပါတယ်။ ဟန်နာသတင်းပေးပို့ထားပါရရှင်ကချင်ပြည်နယ်ဖက်ကန့်ဒေတာမှာပီကယ်ရမီလာကလေးကနေဝင်ရောက်နေရယူထားတဲ့စစ်ကော်မရှင်တပ်စင်ရနေရဝန်ကျင်ခန့်ပီကယ်ရရဲ့ပိုင်အတွင်ဖက်ကန့်ကာမိုင်းနေရလမ်းဘက်ကိုချုပ်ခွာကြွားပြီးတဲ့နောက်ပြစ်ခတ်တံတွေရယူငင်တက်သွားပြီးတဲ့နောက်အော်တိုဘာ20ရက်မှာတိုက်ပွဲတွေပြန်ဖြစ်တယ်လို့သိရပါတယ်ဖက်ကန့်မရှိကထောင်နဲ့ယူမာအဘဝင်းကုမ္ပဏီတွေမှာလရှိတက်ဆွဲထားတဲ့စင်ရတချို့စီးရေးလှူရှားလာတာကြောင့်ထိတွေ့တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ်ခရရင်စီရင်တင်းမြစ်ကပြောပါရယ်မရှိကတော့ဒီပုံချောင်းမလို့အဲဒီပုံချောင်းရဲ့ခိုင်ကောမှတဆွေတရစစ်တရရဲ့ဘူဒီယူမာလမ်းမပေါ်ကနေဖောင်းဝင်းနောက်ချမှာတဆွေတရစစ်တရအာဒေါ်ချာလာလို့တီတွေ့တိုက်ပွဲဖြစ်တဲ့ဘောနာစေရလီကရန်စာပီတေကိုရှိရတဲ့လိုတိုက်ပွဲမဖြစ်ဘူးဆိုပါမှလည်းတနေ့ကြည့်ရတဲ့အနေနဲ့ပြတော်ရှိတဲ့ဘုရားကို27ရက်နေ့လည်းကြာကြာတိုက်ပွဲဖြစ်နေတယ် ကြအပြင်ဖကံမျိုးနဲ့တချင်လွတ်လပ်ရေးတက်မတော့ခိုင်တက်မဟာကိုတည်ရင်6ဌာနချုပ်ဘက်ကိုအော်တိုဘန်23ရက်နေ့မနက်ပိုင်းခွန်းလိုက်ခွဲအချိန်ခန့်ကလေကြောင်းကနေအချိန်များစွာတိုက်ခိုက်ခဲ့ရလို့ KAI ရှေ့တန်းနဲ့နီဆက်သူကတည်ရပါတယ်။အင်းရင်း6နေရာကိုပြစ်သွားတာပေါ့နော်။ဘုံအလုံး40လောက်ရှိနေတယ်။နောက်ခေါတုံးခွန်လေးပြီးရနေဒီဘလောက်ပြစ်ပြန်ကျန်သွားတာပေါ့နော်။ဘိုက်ခွဲနေ ဟုတ်တယ်ဘာလားလူမရှိရဲ့ညမလာချသွားလို့ကြားတယ်ဒီကိန်းစရင်ဘာမှတော့မကြရသေးဘူး။ဟေးကြောင့်ပြခတ်ခံရတဲ့ပတ်သက်ပြီးတိခိုင်မှုရှိမှရှိနောက်ဆက်တွဲအခြေအနေကိုစုံစမ်းနေဆဲဖြစ်ပါရယ်အခုလက်ရှိကချင်ပြည်နယ်ဗကတ်ဒေသမှာတမ33နဲ့မိုးကောင်းအခြေဆိုင်စက္ကခ3အပါဝင်ရှမ်းနေပြည်သူစစ်ဘူပေါင်းအဖွဲ့ကစတောင်းထိုးလှူရှားနေတာလို့သိရပါရယ်ဖကတ်မှာပြီးခဲ့တဲ့အပရလကစတင်ပြီးစစ်ကော်မရှင်နဲ့ ပြည်သူစစ်ပူပေါင်းထားတဲ့စစ်အင်အားတွေ၃ချိန်ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကြောင့်စစ်ကြောင်းထိုးထားတဲ့အင်အားစထောင်ဝန်းကျင်ရှိနိုင်တယ်လို့ဖက်ကန်ဒေတာခန်တွေကတုံ့တက်ပါတယ်စစ်ကြောင်းတချို့ပြန်ထွက်ခွာသွားပေမဲ့အင်အားအများပိုင်းကဖက်ကန်ဒေတာမှာကြန့်ရှိနေကြတာကြောင့်ဖက်ကန်တိုက်ပွဲအခြေအနေကတတိထားဆောင်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ဒေတာခန်တွေကဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်၅လကျော်အတွင်းကားမိုင်း၂၀၀ဖက်ကန်လမ်းပိုင်း လုံခင်ကြီးရွာအုပ်စုနဲ့ဖက်ကမြို့တွင်နေရာတော်တော်များများကိုစစ်တပ်ကဝင်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်ကျမဟနာပါမန္တလေးတိုင်းနထိုးကြီးမြို့နယ်တွေကိုစစ်တပ်ကအောက်တိုဘာလ16ရက်နေ့ကစတင်ပြီ ၃ရက်ဆက်တိုက်လေချောင်းတိုက်ခိုက်တာတွေပြုလုပ်နေလို့ပြည်သူ၄ယောက်ထက်မနည်းသေဆုံးကတန်ကားတော်တွေအပါအဝင်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။နထိုးကြီးမြို့နယ်တွေကပေးချက်ရော်ကို၁၉ရက်နေ့မနက်ပိုင်းမှာဆက်တက်လေထီးတွေနဲ့ဘုံကျေးခဲ့ပြီး၂၀ရက်နေ့မှာတော့ပေးကြီးခင်းရော်နဲ့၂၀တရက်နေ့မှာမြင်းချန်နထိုးကြီးလမ်းပိုင်းပေါ်ကသူတို့စစ်ကြောင်းထုံးနေတဲ့လမ်းပေါ်ကရော်တွေကိုဘုံထက်ကျေးခဲ့တယ်လို့ဒေတာခန်တယောက်ကပြောပါတယ်။ အဲ့ဒီလိုလေးချောင်းတိုက်ခိုက်ခံရတာတွေကြောင့်ပေးချက်ကြေော်ကဒေသခံပြည်သူ၄ယောက်တေဆုံးခဲ့ရတယ်လို့တရားရရှိသူ၃ယောက်ထပ်မနေရှိပြီးတော့လူနေအိမ်၅လုံးထပ်မနေပြက်စီးတော့ခဲ့တယ်လို့သိရပါဗျ။ ပေကြီးခင်းကျော်လေးချောင်းတိုက်ခိုက်ခရာမုံမှာတော့တန်းကတော့တပါအပါအဝင်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကုညီဆောင်ရွက်ပေးနေသူတယောက်ကအတီဘူဘီကိုပြောပါတယ်စစ်တပ်ကသူတို့စစ်ကြောင်းထိုးနေတဲ့မြင်းချမ်းနှထိုးကြီးလမ်းပိုင်းပေါ်ကကျော်တွေကိုအောင်တိုဘာလ27ရက်နေ့ညနေပိုင်းအထိလေးချောင်းကနေဘုံကြီးတိုက်ခိုက်နေတာကြောင့်မြေပြင်ထိခိုက်မှုအခြေအနေကိုတော့ဒီဘူဘီအနေနဲ့ဆက်လက်စုံစမ်းနေစေဖြစ်ပါရဲ့ရှင် အနာသိန်းစစ်တပ်ကအခုရက်ပါအတွင်းမြမပြည်အလေပိုင်းကမြို့နယ်တချို့မှာကန်းထောက်နေတဲ့ spine ball spine ball လုံးတွေစတင်သုံးဆွဲလာနေတယ်လို့တော်လေရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ် မြိုင်မြို့နယ်တွေကနေရာတချို့မှာအောက်တိုဘာလ21ရက်နေ့ကစတင်ပြီးစစ်တပ်ကလွတ်တင်လိုက်တဲ့အဲ့ဒီကင်းထောက်မိုးပြဲဘောလုံးတွေကိုမြင်တွေ့နေရတယ်လို့မြိုင်မြို့နယ်အနောက်မြောက်ပိုင်းမှာရှိတဲ့တော်လရဲ့တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။အဲ့ဒီကင်းထောက်စပိုင်ဘောလုံးတွေကကင်းထောက် drone တွေလိုပဲမြင်ပြင်လှုပ်ရှားမှုတွေကိုထောက်လန်းတာဖြစ်ပြီးမုံရောနာမခထေကနဲ့ကင်းထောက် drone တွေအစားစပိုင်ဘောလုံးတွေကိုစက်သက်အသုံးပြုနေရလို့ဘုဒ္ဓလင်မြို့နယ်ပကပါတာဝန်ခံကိုကြွက်ကလေးကဒီဘူဘီကိုပြောပါတယ်။ ဲ့ဒီကင်ထောက်ဘောလုံးကအမြင်ကြီးမပြောင်းနိုင်ပေမဲ့ကင်ထောက် drone တွေထက်တော့အချိန်ကြာကြာပြန်သဲနိုင်လို့သိရှိထားပြီးလက်နက်ငယ်တွေနဲ့ပစ်ချရင်မိနိုင်တဲ့အနေအထားမှာရှိတယ်လို့ဆိုပါတယ်။ကင်ထောက်မိုးပြန်ဘောလုံးကိုစကိုင်းတိုင်းထဲကမိုးရော်မျိုးနဲ့ဘူတလင်းမျိုးနဲ့အရှာတော်မျိုးနဲ့ချောင်းဦးမျိုးနဲ့ပလေးမျိုးနဲ့ဆလင်းကြီးမျိုးတွေအပြင်မကွေးတိုင်းထဲကနေရာတချို့မှာလည်းပြန်သဲနေတာကိုတွေ့ရတယ်လို့တော်လင်းအင်အားစုတွေကတဆင်သိရပါရဲ့ရှင်။ တန်တွင်းနဲ့အကောမျိုးအနီးပင်လယ်ပြင်တွေမှာစစ်သင်္ဘောတွေကစစ်အင်အားဖြစ်တင်းနေတဲ့အပြင်ဖန်စီတပ်ဖြတ်တာတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် AA ကညချိန်ငါးဖန်းတာတွေကိုရန်အကန့်အသတ်မရှိပိတ်ပင်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရရှင်။ ရခိုင်ပြည်တန်ရွဲနဲ့ဂေါ်မြို့အနီးကပင်လယ်ပြင်တွေမှာည6နာရီကနေမနက်6နာရီအထိညချိန်၅ဖမ်းမှုတွေကိုအောင်တို့ဘာလ16ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAA ကအတည်ပြုထုတ်ပြန်ထားတာပါ။ လက်ရှိမှာစစ်ကောင်စီအနေနဲ့စစ်အင်အားဖြစ်တင်တာတွေစစ်စင်ရေးအတွက်ငါးဖမ်းလေတွေကိုအကာအကွယ်ယူပြီးလွတ်လပ်စွာတော်လာနေတဲ့အတွက် ပြည်သူတွေရဲ့လုံခြုံရေးစိုးရင်ချက်ကြောင့်ညအချိန်ငါးဖမ်းမှုတွေကိုအကန့်အသတ်မရှိပိတ်ပင်လိုက်ရတာဖြစ်တယ်လို့ ULAA ကအော်တိုဘာလ16ရက်နေ့ရက်စွေနဲ့သတိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်တရနေနဲ့ကော့ပင်လေရေပိုင်တဲ့ထင်မှာစစ်တရဲ့နေပြည်တော်ကအရင်ကတည်းကအင်အားဖြစ်တင်မှုတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ် အဲဒီကြားထဲမှာဒါစက်ကောင်စီကလည်းအဲဒီတန်တွဲကွာရေပိုင်းထဲမှာပိုပင်လီပင်ထဲမှာအဲရေတက်အင်ဟောဖြစ်ကျင်းလာတာရှိတယ်။နောက်ဒီရေတက်တင်ဖို့တွေလေးအဲစီစီဟိုချီကိုဒါဖြစ်တဲ့နေတာမျိုးရှိတယ်။စက်ကောင်စီကလည်းအရင်ဆုံးကလောက်ကိုင်းနေတာရေလောက်သားတွေကိုဖမ်းဆီးတတ်ဖြတ်တာရှိတယ်။အဲမကြာပင်မိရတဲ့တန်တွဲမျိုးကလူ24ယောက်လောက်ထိစက်ကောင်စီစီမံဖမ်းခံရတဲ့ဒီရေလောက်သားတွေ ပေးလိုက်ရှင်းလားဆိုတာလည်းမသိအောင်ဒါဆိုတကယ်လည်းအဆက်တူမရဘူးလို့ကြားတယ်။အဲလေးယောက်ကတော့တန်တွင်းကရှိပါအလောင်းတွေပါတဲ့အတွက်ဗတ်ပေးဆုံးသွားပြီဆိုရအောင်။အတိအကျလာရင်တွေ့ရခိုင်ပင်လယ်ကန်နီမှာနေထိုင်ကြတဲ့မြို့ဝတွေကရေလုံငဲကိုအဓိကအမေပြုပြီးလှုပ်ကန်စားတောင်းနေကြရတဲ့ပြည်သူတွေရဲ့အစိတ်အေကာလအခက်အခဲအကြက်အတီးနဲ့မိသားစုစာဝဲနေရေးကိုတနိုင်တစ်ပိုင်းဖြည့်ရှင်းနိုင်ဖို့အတွက် ပင်လင်းပြင်ငါးဖက်ခွင်ကိုအရင်ကအချိန်အကန့်အသတ်မရှိခွင့်ပြုထားခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်တပ်ရဲ့နေပြည်တော်နေပြီးတော့ငါးဖက်သမားတွေကိုဖမ်းဆီးတပြက်တာတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာတွေရှိတဲ့အတွက်နေ့အချိန်ငါးဖက်မယ်ဆိုရင်ကံဝေးကိုတော့ရောက်ပြီးတော့ငါမဖမ်းချဖို့စစ်တပ်နေပြည်တော်ကိုတွေ့ရင်ကဲဆက်ကံနီးကိုအမြဲဆုံးပြန်လာချဖို့အေအေကတတိပေးတိုက်တွန်းထားပါတယ်။ ဒါအပြင်တန်ရွေးနဲ့ဂေါမျိုးအနေပင်လင်ပင်မှာစစ်ကောင်စီရဲ့စစ်သင်္ဘောတော်လာလှုပ်ရှားမှုတွေကိုပုံမတွင်းမြင်လာပြီးအဲ့ဒီမျိုးတွေပေါ်မှာကင်းထောက်လင်းရွေနဲ့လေးပက်ပြန်ဝဲကင်းထောက်မှုတွေကိုပုံမပြုတ်လာနေတာကိုတွေ့ရတယ်လို့အေအေကဆိုထားပါတယ်တဖက်မှာလည်းဒေတာခန်ငါဖဲသမားတွေအနေနဲ့စစ်တပ်ရဲ့အနေပြည်ရန်ကြောင့်ကန်နီမာတော်ငါဖဲမထွက်အရေးသားတွေလည်းရှိနေတဲ့အတွက်စာဝန်တွေရဲ့တက်တင်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ် အခက်ခဲကတော့အရင်ထဲကပဲရှိတာပေါ့လေအခုကတော့ဒီနေ့ပုံရှိသွားမှတဘောရှိရဲဟိုနေဒီကိုကြောက်ရတော့ပြန်မွေးရတော့မထွက်ဖြစ်ဘူးအရင်ထဲကပဲအဲ့တော့တော်တော်ကန်းနေပါပဲအဓိကကဖမ်းနေရတဲ့နေသားတော့ရှိရဲပေါ့ဒီဒီကမထင်းမထင်းသလိုသူကထုတ်နေတဲ့ခါကျတော့အဲ့လိုပေါ့အဲ့ဒီနေဒီဒီကတ်ထားတဲ့အနေအထားနဲ့နေရနေရတယ်ဆိုရင်ဒါကန်းနေလည်းမထွက်ရဘူးတောင်းဝင်းဆိုဝေးပေါ့လေပြန်လဲတကြောတော့မှလည်းကျွန်တော်တို့ပြန်လို့ဝင်လို့မရတဲ့နေရာတွေရရှိသေးတာပေါ့လေရှိသေးတော့ အရှုံးကပြီးပြင်လဲရေလုံးငန်းနဲ့ပဲလုံးစင်ကြီးစားတဲ့လူတွေကအခုကကိုနေရာလဲဝင်လို့မရအဲဒုက္ခတဲ့စကန်လို့လို့အဲ့လိုပေါ့လေအမျိုးတွေစီမှာကတ်နေရတဲ့အနေထားတွေနဲ့ဆိုတော့အဲ့ဇာဝင်နေခက်ခဲတော့သူတို့တက်ကပိုးရှိတာပေါ့အရှုံးရောက်တဲ့ဝင်လို့ရတဲ့နေရာကတော့ဝင်သွားကြတယ်အစင်ကြီးတို့လုံးသူတို့ကန်ပြီးမှဖမ်းတယ် ဒါမြင့်အမိန့်ထုတ်ပြန်တဲ့နေ့ကစပြီးပြန်ရှုံသိမ်းမှုမထုတ်ပြန်မခြင်းရေလုံသားတွေအနေနဲ့တန်တွဲတဲ့အခေါ်မျိုးအနေပင်လယ်ပြင်မှာညချိန်၅ဖဲတာလုံးဝမပြုတ်လောက်ကြဖို့နဲ့ဒါမြင့်အမိန့်ပြန်လည်ရှုံသိမ်းမယ့်နေ့ကိုလေထပ်မံအတိပေးတော့မယ်လို့အေအေးကဆိုထားပါတယ်။ကျွန်မကေခိုင်ပါ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုရှုစားကြားမှာပါရှင် ောင်ကိုရီးယားမှာကျင်းပမယ်အာရှပစိဖိတ်ခေါင်းဆောင်များအစည်းအဝေးမတိုင်ခင်တပတ်အလိုမှာပဲမြောက်ကိုရီးယားဟာပိတ်ထိန်ဒုံကျည်ကိုအရှိဘက်ကိုပြစ်ခတ်ခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ကအော်တိုဘာလ22ရက်နေ့ဗုဒ္ဓဟူးနေ့မှာပြောကြားလိုက်ပါတယ်။ဒါဟာပျုံရဲရဲ့မေလနောက်ပိုင်းပထမဆုံးသောပိတ်ထိန်ဒုံကျည်ပြစ်လုံမှုဖြစ်ပြီးဒီလိုလက်နက်တွေကိုတီထွင်ဖန်တီးမှုအပေါ်အမေရိကန်နဲ့တောင်ကိုရီးယားတို့ကကြောထောင်နောက်ခံပြူထားတဲ့နိုင်ငံတကာတာမြင့်ချက်ကိုဖိဆက်လိုက်တာလည်းဖြစ်ပါတယ်။ တောင်ကိုရီးယားဟာဗုဒ္ဓဘုံနဲ့အစောပိုင်းက နောက်ကိုရီးယားမြို့တော်ပျုံရဲအနေအေရီယာကနေအရှေ့မြောက်ဘက်ကိုတာရိုပစ်ဒုံးကျည်လို့ယူဆရတဲ့ဒုံးကျည်အများအပြားကိုဥတီပစ်ခတ်ခဲ့တာကိုတွေ့ရှိခဲ့တယ်လို့ပူရဲစစ်ဦးစီးချုပ်များရုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တောင်ကိုရီးယားသမ္မတအီဂျေမြောင်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ဟာလာမယ့်အပတ်မှာ တောင်ကိုရီးယားမှာကျင်းပမယ့်အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC Forum မှာတွေ့ဆုံမယ်လို့မျှော်လင့်ရပါတယ်။ထရန့်ဟာတရုတ်သမ္မတရှီကျင်းဖြစ်နဲ့လည်းတွေ့ဆုံဖို့မျှော်လင့်ထားပါတယ်ရှင်။ လီတူရေးနီးယားနိုင်ငံရဲ့လေပိုင်နဲ့အတွင်မှာဒါဇင်ပေါင်းများစွာသောမောင်ခိုသမားတွေရဲ့ယာတီဥရုမိုးပြန်မှုပေါင်းတွေကြောင့်အော်တိုဘာလာ20တရက်နေ့အင်္ဂါနေ့ကဘီနီယက်စ်လေးစိမ့်မှာလေချောင်းအတော်အလာတွေကိုရက်ဆိုင်ခဲ့ရကြောင်းနိုင်ငံရဲ့အမျိုးသားအကြံတီစီမံခက်ခွဲမှုဗဟိုဌာန NCMC ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဘီလာရုနိုင်ငံက secret တွေကိုမောက်ခိုတည်ယူရမှာအသုံးပြုတဲ့ရာသီဥတုဘူပေါင်းတွေကြောင့်လေကြောင်းလုံခဲ့တဲ့ရက်တက်သွားအောင် SCMC ကထုတ်ပြန်ချက်မှာဆိုထားပါတယ် လီသူရေးနီးယားနိုင်ငံကာနိုစ်လေဆိပ်နဲ့ဝါဆောမြို့အပါအဝင်အဝင် လေကြောင်းခေးစဉ်၈ခုကိုအခုအချိန်ထိလေကြောင်းပြောင်းထားရသည်လို့ Venus လေဆိပ် operator မှပြောကြားခဲ့ပါတယ်။ Ignition Belarus နိုင်ငံက secret တွေကိုမောက်ဖို့တည်ဆောင်လာတဲ့အလားတူဖြစ်အကြောင်းပဲအောက်တိုဘာလ9ရက်နေ့မှာ Venus လေဆိပ်ကိုလည်းပိတ်ခဲ့ရပါတယ်။ကိုပင်ဟင်ကင်မြူနစ်ဘော်တစ်ဒေတာရှိလေဆိပ်တွေအပါအဝင် မကြတဲ့ခင်ရဲတပ်တွေအတွင်း drone လက်တွင်ထောက်လန်းမှုတွေနဲ့ လေချောင်းကျူးကျော်မှုတွေကြောင့်ဥရောပလေချောင်းဒေါ်လာရဲ့ကိုအကြိမ်ကြိမ်ဗရမ်တာဖြစ်စေခဲ့ပါရဲ့ရှင်။အခုဆက်လက်ပြီးအကစားသတင်းကို တင်ဆက်ပေးပါမယ်။ ီဘာပူးအသင်းကနေမိုဆာလာထွက်ခေါ်နိုင်ကြောင်းအင်္ဂလန်နဲ့မန်ယူတိုက်စစ်မှုဟာဝိုင်းရွန်းတွေကသုံးသက်တော်ပါတယ်။ဆာလာဟာမန်ယူနိုက်တက်ကိုငိုးတကူနဲ့ရှုံးနေခဲ့တဲ့ပွဲစဉ်မှာခြေစွန်းပြသနိုင်တာမရှိဘဲအပိုင်ကိုသွင်းခွင့်နှစ်ကြိမ်ကိုလည်းဖြုန်တီးခဲ့တာပါ။ ဆာလာဟာလီဗာပူးအတွက်ပွဲပေါင်းများစွာပေးဆက်ကစားခဲ့သူဖြစ်ပြီးလက်ရှိအခြေအနေအရလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဒါမှမဟုတ်လာမယ့်ရာသီမှာအသင်ပြောင်းရွှေ့မယ်ဆိုရင်အံ့အားသင့်မိမှာမဟုတ်ဘူးလို့ဝိန်းရွန်နီကပြောပါရယ်ဆာလာကပရီးမီးယားလိထိပ်တန်းကစားသမား၅ရောက်စီးရင်မှာပေါဝင်သူဖြစ်ပြီးအမကန်ကစားသမားဖြစ်တာကြောင့်သူ့ရဲ့ကစားပုံတွေကိုကြည့်ရတာကနေတဲ့စရာကောင်းကြောက်လဲရွန်နီကချီးကျူးတော့ပါရယ် ။အီဂျစ်တိုက်စစ်ကစားသမားဟာမနစ်ကာပရီးမီးယားလိ38ပွဲမှာ26ဂိုးအထွေသေးယူခွင့်ပြီးလိချန်ပီယံဖြစ်အောင်ကူညီနိုင်ခဲ့သူပါ။အခုနဲ့ရာသီမှာတော့သွင်းကိုနှကိုရရှိထားပေမဲ့နောက်ဆုံး၅ဝေးဆက်တိုက်ကိုမရခဲ့တဲ့အပေါ်ဝေဖန်မှုတွေလည်းရှိလာခဲ့တာဖြစ်ပါရဲ့ရှင်။ ဒီပူပီရုံမြင့်တန်ကြားရဲ့နေ့လည်နားရဲသတင်းတွေကိုထားရရှုစားခေကြရတာပါညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးဦးမှာပါကျမကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်